တိုင်းပြည်တစ်ခုလုံးကိုတောင်ငွေနဲ့ဝယ်လို့ရအောင်ချမ်းသာနေပြီဖြစ်တဲ့စမိုင်း ပရိသတ်များလုံးမမင်္ဂလာပါရှင့် Celebrity MM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တောင်ယုံတယုံချမ်းသာကြွယ်ဝတဲ့အနေထားလောင်းနေတော့တိုင်းပြည်တစ်ခုလုံးကိုဝယ်ယူလို့မရနိုင်ပါဘူး။ဒါပေမဲ့အမှန်တကယ်ကိုကြည်ကြည်သက်ချမ်းသာကြွယ်ဝပြီးသုံးလုံးမကုန်နိုင်အောင်ပတ်စံတွေထားလို့မကုန်နိုင်အောင်များပြားနေရကြောင်းမြန်မာနိုင်ငံကိုပါပြန်လည်ဝယ်ယူနိုင်တဲ့အထိချမ်းသာနေတာကတော့တတိမကြီးစမိုင်းဖြစ်ပါတယ်။စမိုင်းလို့ပြောလိုက်ရင်အနုပညာရှင်မင်းသမီးတလက်လို့သိပြီးတော့မသေးကြပဲ။တကယ်ကိုချမ်းသာကြွယ်ဝတဲ့တတိမကြီးအဖြစ်ပဲလူသိများကြပါတယ်။အမြဲတမ်းလူတို့ နာတွေကိုလည်းပြုလုပ်နေတတ်ပြီးတော့မြန်မာနိုင်ငံကိုလည်းကုညီဆောင်ရှောက်ဖြစ်တဲ့စမိုင်းကကိုယ့်ရဲ့နိုင်ငံကိုပြန်ပြီးတော့ဝယ်လို့ရနိုင်တဲ့အထိချမ်းသာမှုတွေကိုပိုင်ဆိုင်ထားကြောင်းအခုချိန်မှာသိရှိလိုက်ရပါတယ်။တတိယမကြီးစမိုင်းကအမေရိကန်နိုင်ငံမှာနေထိုင်နေပြီးတော့အရန်ကိုချမ်းသာကြွယ်ဝတယ်ဆိုတာကတော့ပရိသတ်ကြီးတို့အားလုံးအသိပဲဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ပိုင်ဆိုင်မှုတွေကထင်မှန်လောက်အောင်များပြားနေရကြောင်းအားလုံးကလည်းအင်အားသင့်သွားခဲ့ရပါတယ်။ စမိုင်းနေထိုင်တဲ့အင်ကြီးကလည်းဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိပြီးတော့လန်းတော်ကြီးသမားအကြီးကျယ်ခန်းထားတဲ့ဇိမ်ခံတိုက်အင်ကြီးပဲဖြစ်ပါတယ်။အင်ကြီးတစ်ခုလုံးဒီပါကိုရွှေအစ်စ်တွေနဲ့ပြုလုပ်ထားပြီးတကယ်ကိုတန်ဖိုးကြီးမားတဲ့ပြင်ဆင်မှုတွေနဲ့လန်းတော်ကြီးတစ်ခုလိုခန်းထားလာပနေခဲ့တာပါ။ဒီအင်ကြီးထဲမှာဘယင်မာတပါလိုနေထိုင်နေရတဲ့တထေးမကြီးစမိုင်းကအမေရိကကတော်ယုံချမ်းသာတဲ့တထေးတွေတောင်မကန်နိုင်တဲ့ Black Cat ဆိုတဲ့အရာကြီးကိုကန်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဘလက်ကဟာဆိုရင်ဘီလီယံနဲ့ချီချမ်းသာကျွယ်ဝနေတဲ့တထေးကြီးတွေကိုသာတည်တံ့ပြုလုပ်ပေးတဲ့ကတ်တစ်ခုဖြစ်ပါတယ်။ဒီကတ်သာပိုင်ဆိုင်ထားမယ်ဆိုရင်ဘယ်နေရာကိုရောက်ရောက်လူတွေရဲ့အလေးထားခါစားမှုကိုခံရမှာဖြစ်ပြီးတော့ ဝယ်ယူခြင်းတာတွေကိုလည်းစိတ်ကြိုက်ဝယ်ယူနိုင်ပြီးတော့ဘသူရဲ့မျက်နှာကိုမှကြည့်နေစရာမလိုပါဘူး။ပတ်စံကိုလည်းလက်ထဲကင်သွားစရာမလိုပဲအိမ်တွေခြံတွေကိုတောင်ချက်ချင်းဝယ်နိုင်တဲ့အထိတကယ့်ကိုအစဉ်အတန်းမြင်ပါတဲ့အဓိကကြီးကိုတတိမကြီးစမိုင်းကလက်ဝယ်ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကဘလောက်ထိတောင်များပြားလဲဆိုတာသိသားစေခဲ့ပါတယ်။ဒီလို black cat ကြီးကို shopping ထွက်ဖို့လောက်ပဲအသုံးပြုနေတဲ့တတိမကြီးစမိုင်းကတကယ်တမ်းမှာတော့ကိုယ့်ရဲ့မြန်မာနိုင်ငံတစ်ခုလုံးကိုတောင်ပြန်ပြီးတော့ဝယ်လို့ရလောက်တဲ့အထိချမ်းသာကြွယ်ဝနေခဲ့ ရပါဒါကိုပြည်သက်တွေကတော့မသိကြပဲစမိုင်းကနည်းနည်းတော့ချမ်းသာတာနဲ့ဘဝင်မြင့်ပြီးတော့တကူပီတခုထုတ်ကြွားနေရလို့ထင်ကြပါတယ်တကတလေမှာရွှေတုံးရွှေခဲတွေကိုစားပြနေတတ်ပြီးတော့တကတလေမှာဆိုရင်တော့ကြီးကျယ်တဲ့ပွဲကြီးတွေကိုပြုလုပ်နေတဲ့စမိုင်းနေနဲ့အဲ့ဒီလိုကြွားတာမျိုးကအပေါ်ရန်မဲရှိပါသေးတယ်တကယ်တမ်းမှာတော့အမေရိကမှာအချမ်းသာဆုံးဆိုတဲ့တထေးကြီးတွေစည်ရင်းကိုဝင်နေခဲ့ပြီဖြစ်ပြီးတော့စိတ်ရှိမယ်ဆိုရင်မြန်မာနိုင်ငံကိုတောင်ငွေနဲ့ပြစ်ပြီးတော့ဝယ်လို့ရနိုင်တဲ့အနေအထားပဲဖြစ်ပါတယ် ဒါပေမဲ့စမိုင်းကတော့သူမကိုအမြဲတမ်းပလိန်နေရဲ့မြန်မာနိုင်ငံကလူတွေကိုတိတ်ပြီးတော့ကြည့်မရတော့တာကြောင့်နောက်လဲမလာဘူးလာလဲမနောက်တော့ဘူးဆိုပြီးတော့အပြတ်ပြောသွားခဲ့တာပါဒါကြောင့်ဘလောက်ပဲချမ်းသာကြွယ်ဝနေပါစေမြန်မာနိုင်ငံကိုတော့ဝယ်ယူမှာမဟုတ်ဘူးတခြားသောအဆင့်အတန်းမြင့်တဲ့နိုင်ငံတွေကဝယ်ဝယ်ယူသွားမှာလို့သိရပါတယ်ဒီလိုမျိုးတိုင်းပြည်တစ်ခုလုံးကိုတောင်ငွေနဲ့ဝယ်နိုင်လောက်တဲ့အထိအရန်ကိုချမ်းသာကြွယ်ဝလာတဲ့တထေးမကြီးစမိုင်းကိုအားကြနေပြီလားရှင်အဆုံးနဲ့ကြည့်ရှုပေးရအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်